အမျိုးသမီးတိုင်းမလုံနိုင်တဲ့ခင်မွတ်အတွက်ဆိုရင်အသက်တာမှာစွန့်ပြရဲတဲ့နနာလိုင်းကြောင့်ဖွင့်ဟလာတဲ့ကိုစီတီဟာကိုစီတီဟာတော့ဈေးကဘာလုံငန်းစုကြီးရဲ့မွေးဆက်ခံသူနဲ့ဦးစီးလောက်ကိုင်းနေသူဖြစ်မြန်မာနိုင်ငံမှာနာမည်ကြီးလို့နေတာပါ။ဒါပြင်မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်စဲထိတ်တဲမင်းသမီးဖြစ်တဲ့နနာလိုင်းနဲ့လက်ထပ်လိုက်တဲ့အတွက်ပရိသတ်တရားပေါ်ပြီးတော့သတိထားမိသွားကြတာပါ။ကိုစီတီဟာနဲ့နနာလိုင်းတို့ရဲ့အိမ်နောက်သက်က10နှစ်ကျော်နဲ့နှစ်20နီးပါးလောက်ရှိလာပြီးဖြစ်တယ်လို့အိမ်နောက်ရေးကလည်းရန်ကိုခိုင်မာနေတာပါ။နနာလိုင်းဆိုရင်လည်းလှပနေအောင်ပြင်ဆင်ခြေသားစီ ာမလို့ပဲနဲ့အိမ်တော်တဲ့ဘဝကိုလွတ်လပ်သားဖြတ်သန်းနေရတာပါ ကြားပြင်ကိုစေတီဟာကနန္နာလိုင်းကိုချစ်မွားကိုဖြစ်လို့နေတာပါချစ်မွားဖြစ်ရတဲ့အကြောင်းရင်းကနန္နာလိုင်းရဲ့အလားတရားတွေကြောင့်မဟုတ်ဘဲတသက်စာလုံလောက်တဲ့ချစ်တွေကြောင့်ဖြစ်ပါတယ်နန္နာလိုင်းကအပြင်လက်တွေးပွားမှာဆိုရင်ခက်ချစ်ချေသာနေတတ်ပါတယ်အမြဲတမ်းချိန်မိုးနေတဲ့ကတိတ်ပြီးတော့ချွဲပြနှွဲပြတာမျိုးမရှိပါဘူးအိမ်တော်တဲ့ဘွားမှာလည်းနန္နာလိုင်းကချစ်တယ်ဆိုတဲ့စကားကိုတဖောက်ဖောက်နဲ့မပြောနေတတ်ပါဘူးချစ်ချောင်းကိုစကားနဲ့မပြောဘဲလက်တွေထုတ်ပြတတ်တဲ့မိမမျိုးဖြစ်ပါတယ်ကိုစေတီဟာကနန္နာလိုင်းရဲ့ချစ်တွေကိုကိုဗစ်ရောဂါဖြစ်တဲ့အချိန်မှာအထင်းသားမြင်တွေ့လိုက်ရတာ ါပါကိုဗစ်ရောဂါတွေစားဖြစ်တဲ့အချိန်မှာကိုစေးတရားကသူတို့မိသားစုမှာပထမဆုံးရောဂါကိုဆက်ခံလိုက်ရပါတယ်ဆေးရုံတွေကလည်းကိုဗစ်ရောဂါတွေကိုလက်မခံတဲ့အတွက်အိမ်မှာပဲကုသကာနေထိုင်ရတာပါဒါကြောင့်မလို့ကိုစေးတရားကသားသမီးတွေကိုရောဂါမကူအောင် အခန်းထဲမှာတယောက်တည်းနေဖို့ဆုံးဖြတ်လိုက်ပါရယ်တယောက်တည်းနေပြီးတော့ဒီယောဂါကိုဖြတ်တမ်းမယ်လို့ဆုံးဖြတ်ခဲ့တာပါအစောပိုင်းချိန်မှာနန္နာလိုင်ကကိုဗစ်ယောဂါကိုကူးစက်ခဲ့ရတာမျိုးမရှိသေးပါဘူးဒါပေမဲ့နန္နာလိုင်ကကိုစေတရားရဲ့ဆုံးဖြတ်ချက်ကိုလုံးဝလက်မခံပါဘူးနန္နာလိုင်ကခန်းထဲမှာကိုစေတရားနဲ့အတူတူလိုက်နေဖို့အတွက်ပြောခဲ့တာပါကိုစေတရားကိုခန်းထဲမှာပြုစုမဲ့သူမရှိပဲတယောက်တည်းထားရမှာကိုမလိုလားပါဘူးဒါကြောင့်မလို့နန္နာလိုင်ကသူ့ဘာယောဂါကူးခံရကပြုစုဆောက်ရှောက်မယ်လို့ဆုံးဖြတ်လိုက်တာပါ အခန်းထဲမှာစားတောက်ချက်ပြုတ်ဖို့အတွက်လည်းအကုန်လုံးပြင်ဆင်ကသူတို့နှစ်ယောက်အပြင်းမထွက်ဘဲနဲ့နေလို့ရှာအောင်လုပ်လိုက်ပါရီအခန်းထဲမှာနေကနနာလိုင်ကဟင်းတွေချက်ပုတ်ကျွေးသလိုဆေးတွေလည်းပုံပန်တိုက်ပါရီသူကိုယ်တိုင်လည်းကျန်းမာအောင်နေကကိုဗစ်ကာလကိုနှစ်ယောက်သားဖြတ်သန်းခဲ့ကြတာပါတကယ်သာဆိုရင်နနာလိုင်ရဲ့ယောဂါကူကအသက်အန္တရာယ်ဆိုရင်ရနိုင်ချေရှိပါရီဒါပေမဲ့သူ့အသက်ကိုဒါမှမမှုဘဲနဲ့ခင်မောဖြစ်သူနဲ့တူရှိနေပေးခဲ့တာပါအရေးကြုံလာရင်တက်တောင်ပေးကချစ်ပြရဲတယ်ဆိုရင်နန္နာလိုင်းရဲ့ချစ်ချင်းမြတ်တာကိုကိုစေးတရားကအထင်းသားမြင်တွေ့လိုက်ရပါတယ် ဒါကြောင့်မလို့လေကိုစီတီဟာကြွတ်တော့အဆိုပါတခဏသားမှာမြင်တွေ့လိုက်ရတဲ့နနာလိုင်းရဲ့ချက်ကသူ့တဘွားလုံးစာအတွက်တစ္ဆာရှိဖို့လောလောသွားပါပြီ။နနာလိုင်းကနေတိုင်းချက်တယ်လို့တဖွားဖွားမပြောတတ်ပေမဲ့အရေးကြုံလာရင်အသက်ပေးရတဲ့အထိချက်ပြလိုက်တာပါ။ဒါရီကြောင့်လေကိုစီတီဟာကနနာလိုင်းကိုတတ်ထက်ဆုံးချက်ခါတစ္ဆာရှိရှိနဲ့ပေါင်းသိနေခဲ့တာပါ။ န္နာလိုင်ကိုအရေးတကြီးကြီးကြီးကချစ်မွားဖြစ်နေတာဖြစ်ပါတယ်။ကိုစေတီးရနဲ့နန္နာလိုင်တို့ရဲ့အိမ်ဆောင်ရေးကဆဆနာနောင်းနဲ့ပျော်စရာကောင်းတဲ့အိမ်ဆောင်ရေးတစ်ခုလည်းဖြစ်လို့နေတာပါ။ကိုစေတီးရပေါ်ထားတဲ့နန္နာလိုင်ရဲ့ချစ်ချင်းမြတ်တာပေါ်ပရိသတ်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုပါပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီလင်းနုပညာရှင်တွေရဲ့အသင်းနဲ့တူပြန်လာခဲ့ပါအောင်ပဲရှင်။ဒီနေ့အောင်လည်းနှုတ်ဆက်ခဲ့ကြပါတယ်။အပိနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေကြပါစေရှင်။